ဒီနေ့ကဘာအကြောင်းအရာလေးပြောချင်လဲဆိုတော့ကြတော့လူကြီးမင်းကိုညီနေလို့မရပါဘူးเนาะညီနေလို့မရပါဘူးအဲကျမတို့ဖီဇိုဖြစ်တော့ဒီလှုပ်ရှားဖို့ကြောင့်မပြောရမှာပေါ့เนาะအဲ့တော့ဘလူးလူတွေကညီနေလို့မရဘူးဆိုလို့ရှိရင်ကျမတို့အယိုးကျိုးထားတဲ့သူတွေပေါ့เนาะအယိုးကျိုးထားတဲ့သူလက်ဆိုလက်လက်ကျိုးထားတဲ့သူတချို့6ရောက်ဆိုလက်6ရောက်ကျိုးထားတဲ့သူပေါ့เนาะတချို့ဆိုလို့ရှိရင်လည်းအာဒီစတီးကြောင်းထည့်ထားတဲ့သူတွေပေါ့နော်ဒီလိုလူတွေကကျမတို့ဒီကြောက်ပက်ဒီစီးပြီးသွားပြီဆိုလို့ရှိရင်ညင်နေကြတယ်အဲ့ခါမှဆိုရင်ဘာဖြစ်ကြလဲဆိုတော့အယိုးနာမှာကြောက်လို့ရောနောက်ထပ်ကြအယိုးတချို့လည်းပြန်လွဲသွားမှကြောက်လို့ခွဲချမ်းပြန်ဝင်ရမှဆိုးလို့ပေါ့နော်နာမျိုးညင်နေ တာအဲ့ဒီမှာကြောက်ပြက်တီးဖြုတ်ပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်ကျမတို့တွေကဒီလက်တွေကကိုွေးလို့ဆန်းလို့မရတော့ဘူးဒီအဆစ်တွေပေါ့နော်ခိုင်သွားတာမျိုးတွေအာဒီမကြခဏပေါ့နော်စီကမ်းမှာဆိုလို့ရှိရင်လည်းတွေ့ရတယ်အဲ့တော့ဘာလို့မလဲဆိုလို့ရှိရင်ကျမတို့ဒီကြောက်ပြက်တီးစီးပြီးသွားပြီဆိုတာနဲ့လေးချိန်ငန်းလောက်ရပါမယ်ပေါ့နော်လေးချိန်ငန်းကသူ stage နဲ့သူရှိပါတယ်လေးချိန်ငန်းကလည်းပေါ့ကျမတို့ဒီခွဲပြီးအခွဲကန်းဝင်ပြီးသွားပြီးပေါ့ပေါ့နော်ဒီအယိုးကိုကြောက်ပတ်တီးကင်ပြီးသွားပြီးဆိုတာနဲ့တစ်ပတ်အတွင်းမှာဆိုလို့ရှိရင်ပေါ့နော်ဘာလေးချိန်ငန်းနေလောက်ရမလဲနှစ်ပတ်ဆိုလို့ရှိရင်ဘယ်လိုလေးချိန်ငန်းနေလုပ်လို့ရမလဲအဲတစ်လ လဆိုရင်ဘယ်လိုလေးကျင့်ကြံလေးရမှာ two stage နဲ့တူပေါ့နော်ဒီအာလေးလုံးဝမဲ့ပြုလုပ်ရမယ်လေးကျင့်ကြံလေးရှိပါတယ်ဒါမှသာနေကျမတို့ဒီအာကြောက်ပတ်ဒီခွာလပေးရအချိန်မှာဖယ်ပေးရအချိန်မှာဆိုလို့ရှိရင်ပုံမှန်တိုင်းပြန်ပြီးတော့လှုပ်ရှားလို့ရမယ်ပေါ့မဟုတ်လို့ရှိရင်ခုနကကြွက်သားတွေငြိမ်ခံငြိမ်နေတဲ့အတွက်ကြောင့်ကြွက်သားတွေအားနေသွားမယ်အာဒီအစ်စ်တွေခိုင်းသွားပြီးတော့လှုပ်ရှားလို့မရတာမျိုးတွေပေါ့နော်ဖြစ်တတ်တယ်အာတချို့ဆိုလို့ရှိရင်နော်ဥပမာဆိုရင်ဒီချော်လက်ကဝဲထောက်လိုက်လို့ဒီလက်ကဝဲချော်လဲသွားတယ်ဒီမှာကြောက်ပတ်ဒီကိန်းဟန်းဆိုလို့ရှိရင်ပေါ့နော်ကြောက်ပတ်ဒီဖြီးပြီးရအချိန်မှာပေါ့နော်အ ါဒီနေ့လူနာတယောက်ဆိုရှင်ဒီတထောင်စစ်ကလည်းအလုရှားလို့မရတော့ခိုင်နေတယ်ဒီပခုံးပခုံးမှာပါပေါ့နော်မြောင်းလို့မရတော့ပေါ့နော်ဒါမျိုးတွေကခဏခဏကြုံရပါတယ်တကယ်ဆိုလို့ရှိရင်ပေါ့နော်အဲဒီလက်ကျိုးတာလက်ကောက်ဝင်မှာဒီတရောင်စစ်ကလည်းလှုပ်ရှားလို့ရတယ်ပခုံးလည်းလှုပ်ရှားလို့ရပါတယ်နော်အဲ့တော့ဟိုတကယ်သိတာပေါ့နော်ဒီကျွမ်းကျင်တဲ့လေ့ကျင့်ခန်းဒီပညာရှင်တွေ physiotherapist တွေစီမှာပေါ့နော်အယိုးကျိုးပြီးပြီးကြောက်ပတ်ဒီစီးပြီးပြီးဆိုတာနဲ့ဘယ်လိုလေ့ကျင့်ခန်းတွေလုပ်ရမလဲဆိုတာကိုအဲတိကျတိုင်းမှာဆွေးနွေးပြီးတော့ကြတော့ကုသစီတင်ပါတယ်ရှင်